အားလုံးပဲမင်္ဂလာပါအာဆင်နယ်တင်းရဲ့ match preview season လေးရတယ်ပြန်လဲကြိုဆိုလိုက်ပါတယ်မက်ဖြစ်မနေ့နှစ်နာရီခွဲမှာတော့ PSV အသင်းနဲ့အာဆင်နယ်အသင်းတို့ဟာ Champions League 16တင်းအဆင့်ကို PSV အိမ်ကွင်းမှာတွားရောက်ရှင်ပြိုင်ကစားမှာဖြစ်ပါတယ်တရုန်နဲ့တင်းရဲ့ head to head အခြေအနေမှာတော့အဲတိတ်ပြီးတော့ကွာခြားမှုမရှိဘူးပေါ့နော်ဒါ2 win အာဆင်နယ်က2 win PSV က1 win ပြောလို့ရှိရင်1 draw ရှိမယ်ပေါ့နော်အဲ့တော့ head to head အခြေအနေကတော့သူမသာကိုမသာပါပဲဒါကတော့အာဆင်နယ်အသင်းနဲ့ ကျွန်တော် PSV အသင်းတို့ကနောက်ဆုံးကံကြဲပွဲတွေနဲ့နောက်လာမယ့်ပွဲတွေပေါ့နော်အာဆင်နယ်အသင်းကတော့ပုံမှန်တိုင်းပဲနောက်လာမယ့်ပွဲတွေမှာမန်ယူချက်စီတို့နဲ့တွေ့ဖို့ရှိတယ်ပြီးတော့လက်ရှိသူတို့ရဲ့နောက်ဆုံးကံကြဲပွဲတွေမှာလည်းခြေစွမ်းချဆင်းမှုတွေဖြစ်ပြီးတော့ကိုမိုးခေါင်ကြီးပေါ့နော်အဲ့ဒီအနေအထားကိုသူတို့ဒီပွဲမှာရုံးထွက်နိုင်မလားဒန်ယန်လူစင်းကတော့အာဆင်နယ်ဘက်ကတော့ပုံမှန်တိုင်းပဲတိုက်စစ်မှုတွေအကုန်နဲ့တိုမီယက်ဆုဒန်ယန်ရတာတော့မယ်ဘူကာအိုဆာကာကတော့မကြခင်အဲကွင်းတွင်းမှာပြန်လဲတွေ့ရဖို့ ခြေအနေတော့ရှိနေတယ်။တစ်ဖက်တင်းမှာလည်း Ricardo PP တို့လိုဟိုသူတို့အသင်းရဲ့ top scorer တွေကလည်းပဲဒဏ်ရနေတဲ့အနေအထားလေးရှိနေတယ်။ PSV အသင်းဘက်ကစောင့်ကြည့်စရာကစားသမားကတော့အများပြားရှိရဲဒါပေမဲ့ Sainbury, Evenberry Sick, Luti Chang တို့ကတော့တော်တော်လေးစိတ်ဝင်စားတယ်။အရေးကြီးဆုံးကတော့ Evenberry Sick ရဲ့အတွေ့အကြုံနဲ့သူ့ရဲ့ရုံးကန်နိုင်စွမ်းပေါ့နော်။အဲ့ဒီရောက်အာဆင်နယ်အသင်းဘလို့တားဆီးနိုင်မလဲဆိုတာစောင့်ကြည့်ရမယ်။ အာဆင်နယ်အသင်းဘက်ကတော့ဒက်ကလန်ရိုက်စ်တို့ပုံမှန်ခြေစွမ်းရဖို့ဝီလျံဆလီဘာတို့အမားရွေးနေမလို့ဖဲနဲ့ကောင်းကောင်းဥဆောင်နိုင်နေဆိုရင်တော့ PSG အသင်းဘက်ကကိုရရှိဖို့အတွက်ခက်ခဲမှာပဲဒါအပြင်ကိုမှလူငယ်ကစားသမားလေးဝန်နရီရဲ့အကောင်းဆုံးခြေစွမ်းတွေကိုတော့တွေ့မြင်ချင်တာအမှန်ပဲဘာလို့လဲဆိုတော့ဒီလိုတိုက်စစ်ပြဿနာရှိနေတဲ့အချိန်မှာသူ့ရဲ့ပေါက်ကွဲအားနဲ့ရုံးထွက်နိုင်မှုကိုကျွန်တော်တို့မြင်ချင်တယ်သူရဲ့ player အဆင့်တန်းကိုလည်းနောက်ထပ် level တစ်ခုရောက်နေပြီဆိုတော့ဒီလိုအခြေအနေမှာသူပြတ်တာဖို့လိုအပ်နေပြီ ဒါကတော့ Arsenal ကမဖြစ်မနေလိုင်းအဲ့လိုပြောလို့ရတယ်။ Skelly နဲ့ထွက်လာဖို့အတွက်ညှော်လင့်နေ။ Wenery လည်းခြေစွမ်းပြဖို့ညှော်လင့်နေ။ပြီးတော့ရင် Mikel Merino ကိုလည်းတင်ရယူမှုကောင်းကောင်းလေးတွေနဲ့တေချာကစားနိုင်ဖို့ညှော်လင့်နေပေါ့နော်။ပြီးခဲ့တဲ့ပွဲတွေမှာတော့ Merino ကလည်းတင်ရယူမှုပိုင်းဆိုင်ရာမှာပြဿနာတွေအတော်များများရှိနေတာကိုတွေ့ရတယ်ပေါ့နော်။အဲ့တော့ Artita ကိုးပြန်ရရှိဖို့အတွက်ကိုသူအဖြေရှာတွေ့ပြီလားမတွေ့ဘူးလားဆိုတော့ကျွန်တော်တို့ပွဲထဲမှာစောင့်ကြည့်တာပေါ့။ ီနေ့ပွဲမှာတော့ကျွန်တော်ရဲ့အမြင်ကအာဆင်နယ်က defense ကိုပို့ပြီးအားဆိုင်ရလိမ့်မယ်။ PSV ရဲ့အိမ်ဝင်းမှာ PSV ကတော့အနိုင်ရဖို့အသေးအံဆော့လာမှာပဲ။အဲ့တော့ဒီပွဲမှာသူတို့အတွက်ကတည်ရရရင်တော့မှချိန်နဲ့ဆရာဖြစ်တဲ့ကြောင့်မလို့အာဆင်နယ်တင်းဒီ attacking တဲ့ defense ကိုပို့အားပြုပြီးတော့ဆော့မယ်လို့ကျွန်တော်တို့မြင်တယ်။ကျွန်တော် prediction လုပ်ထားတဲ့ score ကတော့11 or 01 PSV ကိုသူတို့မရှုံးဖို့လိုအပ်တဲ့အတွက်ကြောင့်မလို့အနည်းဆုံးတည်ရတော့ခံခံပါပဲ။11 or 01ပေါ့နော်။အာဆင်နယ်နိုင်သွားတာလည်းပဲဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်။ ဒီနေ့ match preview season လေးကိုကျွန်တော်ဒီမှာပဲရက်လိုက်ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တင်ဆက်နေတဲ့အကြောင်းအရာလေးတွေကိုသဘောကျတယ်ဆိုရင် like follow subscribe လုပ်ချင်ရပြီးအကူအညီပေးကြပါကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာမင်္ဂလာရှိသောနေ့လေးတလေးဖြစ်ကြပါစေ